ရင်ကျက်လာပြောလို့ရတယ်ပုံမှန်ဆိုရင်အဲ့လိုစကလုံးလေးတစ်လုံးအားစာစာချောင်းလေးတစ်ချောင်းအားစာအရန်ခန်းစားတတ်တဲ့သူအခုလိုမျိုးဆိုရင်အဲ့လိုစကလုံးတစ်လုံးပြောလဲကိုဒီအော်ကိုမဟုတ်နေဘူးတော်ကြောင့်မလို့ကိုဘာမှဖြစ်မနေဘူး ုဒီဧပြီတလလောကတော့ဒါတည်တဲ့တိုင်အဲကိုမွေးနေ့ဒီလလေးစဝင်တာနဲ့ဒီကုတူတွေနဲ့ပဲလှုပ်ဖြစ်တယ်တရားခံဝင်ဖြစ်တယ်အဲဒီဖရားပေါ့နော်စိုက်ထူးဖက်သွားတယ်တရားထုတ်တယ်အပြီးတော့ပြန်ရောက်တယ်ပြန်ရောက်ပြီးတော့ဒီမွေးနေ့ဆိုလဲအလှူလေးပဲလှုပ်ဖြစ်တယ်ဆိုတော့ဒီတလလောကတော့ဒီကုတူတွေအလှူတွေပဲဒါလှုပ်ဖြစ်မှာပါဟုတ် ကဲ့ဒီနေ့ကတော့ဒါမွေးနေ့မွေးရက်တိုက်တယ်ပေါ့နော်28နှစ်ပြည့်မွေးနေ့ပါဟုတ်အဟုတ်ကဲ့အခုဒီဧပြီတလလောကတော့ဒါတည်တဲ့ဒါအဲကိုမွေးနေ့ဒီလလေးစဝင်တာနဲ့ဒီကုတူတွေနဲ့ပဲလှုပ်ဖြစ်တယ်တရားစခန်းဝင်ဖြစ်တယ်အဲဒီဖျားပေါ့နော်စိုက်ထူးဖက်သွားတယ်တရားထုတ်တယ်အပြီးတော့ပြန်ရောက်တယ်ပြန်ရောက် ပြီးတော့ဒီမွေးနေ့ဆိုလဲအလှလေးပဲလှုပ်ဖြစ်တယ်ဆိုတော့ဒီတလလောကတော့ဒီကုတူတွေအလှတွေပဲဒါလှုပ်ဖြစ်မှာပါဟုတ်အဲတိုင်းနဲ့အကြောက်လဲဒါရှူတင်နေမှာလဲစုံဖြစ်တာလဲရှိရဲ့နောက်တစ်ခုကကြတော့ပုံမှန်ကတော့ညမအရ ရင်အရင်ရင်နှစ်တရာမွေးနေ့ဆိုရင်တော့အဲတရားစကန်ဝင်နေပြီးွားရင်ဒီကြောင်းနေအဲပေါ့နော်အဲ့လိုပဲလှူဖြစ်တာများတယ်ဒီအပြင်ဘိုင်းပေါ့နော်ဒီရက်ကွက်တွေမှာအဲဒီလိုမျိုးအဲ့လိုလူအများကြီးကိုကျွေးတိတ်ကျွေးမကျွေးဘူးပေါ့အဲ့ဒါနဲ့ပဲအာတိုင်ကြီးကလည်းလှူနေတာကလည်းဒါတောက်လျှောက်မြင်နေရတာဆိုတော့တိုင်နဲ့ပဲချိန်ပြီးတော့ဒါ အဲဒီပေါ့ဒီဒီရက်ကွက်မှာလာပြီးတော့ဒါလူရောက်200စာလာရောက်မွေးနေ့ကုသိုလ်ပြုရပါရှင်ဟုတ်ဒီနေ့ကတော့ဒါထမင်းဟင်းပေါ့နော်ထမင်းဟင်းကိုမမလူရောက်200စာနေနဲ့တာရဥဆောင်ပြီးတော့ဒါအာတငယ်ချင်းနေနဲ့အတူပေါ့နော်ဒါကုသိုလ်လာပြီးတော့လောက်တာပါရှင်ဟုတ်ကုတူရင်းလည်းပဲဖြတ်တန်းဖြစ်ပါဟုတ်တယ်ညမနှစ်တန်းရအလိုမွေးနေ့ဆိုရင် ပုံမှန်တော့ငငယ်တုန်းကတော့အာတကြံဆိုရင် စော့ကျင်တယ်မွေးနေ့ဆိုလည်းပြောကျင်တယ်တဲ့ပါတာပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့အသက်ကကြီးကြီးလာတာနဲ့များ တကြံဆိုလည်းတိတ်မပျော်တတ်တော့ဘူးပြီးတော့မွေးနေ့ဆိုရင်လည်းပျော်လေးပျော်ထားရှိတာထဲအဲ့လိုကုသိုလ်တွေပဲလုပ်ရင်းနဲ့ပဲအဲဖြတ်တန်းနေအဓိကမွေးနေ့ဆိုတာပုံမှန်ပေါ့နော်ဒီနောက်ပိုင်းလူငယ်တွေကသိရင်သိမယ်မွေးနေ့ဆိုရင်ဒါ မွေးနေ့ကိတ်တွေခွဲမယ်ပျော်မယ်ရွှင်မယ်ဒါအကုန်လုံးကိုမွေးနေ့ကိုကကိုကလို celebrate လုပ်နေပေါ့ဒါပေမဲ့တကယ်တကယ်ကကြတော့မွေးနေ့ဆိုတာကအာညီမတော့ဒါဆိုရင်ညီမကိုညီမအတွက်ကုသိုလ်ပြုတာတဲ့ညီမရဲ့မိဘပေါ့နော်မိဘအတွက်မိမိအတွက်လာပြီးကုသိုလ်ပြုပေးတာဘာလို့လဲဆိုတော့မွေးနေ့ဆိုတာကကိုရဲ့မိဘကဒီရက်မှာပေါ့နော်ဒါတေမင်းနဲ့ဒါအပြိုင်စစ်ခင်းပြီးတော့ကိုကိုအဲခက်ခက်ခဲခဲနဲ့ဟိုမွေးထုတ်ရတယ်သူမှဒီ ဒီလာတွေအကြာကြီးကိုမမပေါ့နော်မွေးထုတ်ရတယ်ဒီလိုမျိုးအများကြီးပင်မဆင်းရဲခံပြီးတော့ဒါလူလောကတွေရောက်လာတဲ့ဒီနေ့ဆိုတော့ဒါမိဘအတွက်လည်းကုသိုလ်ရအောင်ဆိုပြီးဒီနေ့လေအကုသိုလ်လာလုပ်ပေးရပါရှင်ဟုတ်အဓိကတော့ဟိုဒါတည့်ရက်တိုင်းမှာပဲအကုန်လုံးကဒါအော်လူဆိုတော့ကဲ့ရဲ့9ရက်ချင်းမောင်း9ရက်ရှိမယ်လေအဓိကကိုလုံနေတဲ့အလုပ်ဒီမှန်ကန်ဖို့လိုမယ်ပြီးတဲ့အခါကျရင်ကိုလုံနေတဲ့အလုပ်ဒီသူတော်ဘာမှမထိခိုက်ဖို့လိုမယ်ဒီလိုမျိုးလေးတော့ဖြစ်ရမယ်အဲ့ပုံမှာမှ အော်လူဆိုတာကတော့ဟိုသူတို့ကတော့ချင်းလဲချင်းပဲမုန်းချင်းလဲမုန်းမယ်ပေါ့ဒါပေမဲ့အတိတ်ကကိုကိုတိုင်းဒီနေထိုင်မှန်ပိုးတော့လိုတယ်အတွက်ကြောင့်မလို့အရှိရှိမှဆိုလဲညီမဆိုလဲဒါအာတင်ယူစရာတွေပြီးတဲ့အခါကျရင်ဟိုကိုကိုကိုအများကြီးအဲ့လို lesson တွေလည်းအများကြီးရတယ်နောက်တစ်ခုကကျတော့ပြင်ဆင်နေပြင်ဆင်ဖို့လိုတဲ့အပိုင်းတွေလည်းအများကြီးပေါ့เนาะသိရတယ်ဘာလို့ဆို ဟိုဒီဟာဒီကိုတယောက်တည်းနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့တမကိုဒီထိခိုက်ဖို့အထိခိုက်မဲ့အကြောင်းအရာတွေဒါလုတ်ဖို့လဲမလို့ဖို့အမလုတ်ဖို့လဲလိုတာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ညီမတီအရှိအရှိမှဆိုလဲအော်ဒါတွေဒီဘယ်လိုမျိုးဖြစ်သွားတယ်ဖြစ်သွားတဲ့အပေါ်မှာအအဓိကကိုယ်စိတ်ဒီကိုယ်လက်ပြကိုယ်လုံးနဲ့ကိုယ်မဟုတ်နေပေါ့အဲ့လိုမျိုးလေးပဲတွေးထားတယ်အဲ့တကြောင့်မို့လို့ဟိုလူတွေအများကြီးပုံမှန်စကားတခုနေပုံမှန်လိုက်ပြီးတော့အဲ့လိုခန်းစားချက်ပြီးတော့အဲ့လိုမျိုး ဟိုအရင် emotion နဲ့တော့မဖြစ်တော့ဘူးကိုကိုကိုလို့ပြောင်းလဲသွားတာပြီးနောက်ပိုင်းဆိုလဲဒီထက်တက်တက်တက်နှစ်တက်တက်နှစ်ပို့ပို့ပြီးတော့လို့ကိုကိုကိုရှင်းချက်လာရလို့ခံစားရတယ်ဟုတ်အဲ့တော့ဒါပုံပြီးရှင်းချက်လာတာပြောလို့ရတယ်ရင်ကျက်လာပြောလို့ရတယ်ပုံမှန်ဆိုရင်အဲ့လိုစကလုံးလေးတစ်လုံးအားစာစာချောင်းလေးတစ်ချောင်းအားစာအရန်ခန်စားတက်တဲ့သူအခုလိုမျိုးဆိုရင်အဲ့လိုစကလုံးတစ်လုံးပြောလဲကိုဒီအော်ကိုမဟုတ်နေဘူးတွက်ကြောင့်မလို့ကိုဘာမှဖြစ်မနေဘူးအတိတ်ကကိုလှုပ်ရှားရှိတဲ့အလုပ်တွေမပြတ်သွားဘူးပဲကိုစူးစမ်းနေတဲ့အရာတွေမရက်သွားဘူးပဲ လေးတိုက်ချင်တဲ့လူကတိုက်မှာပဲမှုတ်ထုတ်ချင်တဲ့သူကမှုတ်ထုတ်မှာပဲဒါမဲ့ကိုဒီမလဲသွားဖို့လို့အဲအဲ့လိုမျိုးလေးပဲတွေးထားတဲ့အတွက်ကြောင့်မလို့ကိုကိုစ조사နေတဲ့အရာဒီဆက်ရှောက်မယ်အဲမရက်သွားဘူးလူတွေကတော့ပြောမှာပဲပြောချင်တဲ့လူကပြောကိုပြောမယ်မပြောချင်တဲ့လူကမပြောဝင်ပြောဆိုတော့နောက်ပိုင်းဒီအပဝင်းချင်းကိုဂယုမဆိုင်ဘူးလားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ဘူးဒါပေမဲ့ဂယုဆိုင်ရမယ့်အရာတွေဆိုဂယုဆိုင်လိုက်တယ်အဲလစ်လူရှူရမယ့်အကြောင်းအရာဆိုတော့အများကြီးလစ်လူရှူလိုက်တယ်ကိုကိုစိတ်ကိုလို့ပင်ပန်းခံပြီးတော့တော့လို့ မတည့်သွားတော့ဘူးဟုတ်ဝင်းနေလက်ဆောင်နေရတော့ရပါတယ်ရှင်ဘာလို့ဆိုအဓိကဟိုတခြားလို့ဒီနှစ်ဆိုရင်ဘာမွေးနေ့လက်ဆောင်လိုချင်လဲဆိုရင်အဓိကကြတော့လို့တမိုးကြီးလက်ဆောင်နေတဲ့ဒီနှစ်ကလို့အေးချမ်းချင်းဆိုတဲ့ပေါ့နော်မွေးနေ့လက်ဆောင်လေးလိုချင်တာဒါပေမဲ့လည်းဒီမွေးနေ့ဒီမရောက်ခင်เนี่ยကိုယ့်ရဲ့စိတ်ကလေးတွေအရင်အေးချမ်းရတယ်တောက်လျှောက်ဒီနေ့ထိပေါ့เนาะတကြံဆိုလဲတကြံလျှောက်ဒီရောက်ကြရလို့အေးချမ်းချင်းနေပဲနေပဲ ဖြတ်တန်းလာတဲ့အတွက်ကြောင့်မလို့ဒီနေ့မွေးနေ့လက်ဆောင်လေးကညီမအတွက်တော့ထူကြပါပဲဟုတ်တော့ဆိုပူလောင်ခြင်းတစ်ခုမှမရှိဘဲနဲ့အေးအေးချမ်းချမ်းလေးနဲ့ပဲအကုတော်တွေလှုပ်ခွင့်ရတယ်ပြီးတော့ကိုယ့်ရဲ့ချစ်သူခင်သူတွေနဲ့ပဲပေါ့နော်အဲ့လိုအေးအေးချမ်းချမ်းလေးပဲရှိတဲ့အတွက်ကြောင့်မလို့ဒီနေ့မွေးနေ့လက်ဆောင်ကတော့ဒါအေးချမ်းချင်းကိုယ့်ကိုယ်ကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လက်ဆောင်ကလည်းရပါတယ်ဟုတ် surprise တွေပါရောရတာမျိုးရှိသေးတာ surprise တွေကတော့ရတာပေါ့ရှင်ကျွန်တော်ကဘလို့ခါလေးရတယ်ပြောပြ အဲဒီနေ့ surprise တွေကတော့အအဓိကတော့ဟိုတံပိုးဆိုတာတော့ဒါကိုဖြတ်တံပိုးတစ်ခုကတော့ကိုဖြတ်လိုက်ရင်တော့တံပိုးတစ်ခုအနေနဲ့ရှိသွားတာပါဒါပေမဲ့ ချက်တဲ့ခင်နဲ့စိတ်နဲ့ဒီပေးတဲ့အရာတွေကိုညီမတို့တန်ဖိုးမဖြတ်ဘူးတန်ဖိုးထားတယ်အဲ့တော့ surprise ဆိုတာထက်ဘယ်လိုခေါ်မလဲကိုယ်ချစ်လို့ခင်လို့အဲစိတ်ချမ်းသာအေးချမ်းစီခြင်းလို့ပေါ့နော်ပျော်စီခြင်းနဲ့စိတ်နဲ့ပေးတဲ့အရာတွေမှန်သမျှတော့ညီမတို့အကုန်လုံးလက်ခံတယ်အယူလဲယူရဲအဲ့တော့ကြောင့်မလို့လက်ဆောင်တွေကတော့ပေးချပါတယ် surprise တွေလည်းလုပ်ကြပါတယ် အဲအဲ့အတွက်လည်းအများကြီးလေးကျေးဇူးတင်ပါတယ်လို့ဟုတ်အဓိကကို inner cycle မှာရှိတဲ့လူတွေကိုအဲကိုမှန်ချောင်းတည်တယ်အဲကိုမဟုတ်ချောင်းတည်တယ်အဲ့ဆိုရပြီကိုဒီလူအများကြီးနဲ့ဆက်ဆံရတာတော့မှန်တယ်ဒါပေမဲ့တကယ်တကယ်ပေါ့နော်ညီမတွေးရတာဒီကိုအခက်ခဲဖြစ်တဲ့အချိန်ကိုဒုက္ခရောက်မဲ့အချိန်ကိုအကူအညီလိုတဲ့အချိန်မှာဒီကိုဘေးနားမှာရှိတဲ့ inner cycle ကလူတွေဒီအဲကိုဘေးအချိန်ခေါ်ခေါ်ရောက်လာမဲ့သူတွေဒီအဲ့လိုမျိုးလေးတွေဒီပဲအဲ့လူတွေကိုပဲညီမထည့်ထွက်လိုက်တယ် အများကြီးလိုက်ပြီးတော့ထည့်ထွက်တဲ့ခါကျတော့ကိုလည်းပင်ပန်းတယ်အဲလိုရင်းလည်းမရောက်ဘူးရှေ့လည်းမရောက်ဘူးအဲ့မှာမလိုလားတဲ့ပြဿနာတွေပုံဖြစ်နိုင်တယ်လေအဲ့တော့အများကြီးမတွေးတော့ဘူးပင်ပန်းတော့ကိုလို့ရှာရှိရလုပ်တယ်အဲကိုမမကန်ကန်နေတယ်ဒီလောက်ဆိုရပြီဆိုတော့အဲ့လိုအရန်ပူပန်ရမယ့်ဟာထည့်လေပူပူပန်လေအဲ့လိုဖြစ်တော့လေအဲ့တော့မတွေးတော့နောက်ပိုင်းဟုတ်ဆွဆွဆွနေတာ